အေးညာတပရိညာနဲ့အာယုန်တွေကို ရှုမှတ်ပြီးတဲ့အခါမှာတိရဏပရိညာပိုင်းရောက်လာတဲ့အခါတမသနာညာနဲ့ဥရိယပြညာဆိုတာဖြစ်လာတယ်ခုနကညာတပရိညာအခမ်းမှာတိထားတဲ့ယုတ်တရားနန္တရားတွေကိုထတလဲလဲပွတ်ကြည့်အတိညာနဲ့ပွတ်နေပွတ်လီပြောင်းနေပဲလေခြေပြားလေးပွတ်ကြည့်ပါလားခြေပြားလေးကိုတေချာပွတ်ကြည့် ပွတ်တဲ့ခါမှာပြောင်းလာပြောင်းလာလေးလေးမြင်ရလေးလေးပြောင်းလာလေးလေးကိုယ့်မျက်နှာကိုပိုးမြင်လာလေးလေးဖြစ်တာဟုတ်အဲ့တော့သမတ္တနာဆိုတာပွတ်တိုက်တာအတိညာနဲ့စိတ်နဲ့အာယုံနဲ့ပုတ်ပင်းနေတာရုပ်တရားတွေနံတရားတွေကိုစူးစိုက်ပြီးတော့ရှုမှတ်နေတဲ့အခါမမြဲတဲ့သဘောလေးတွေတွေ့လာတဲ့ဆင်းရဲတဲ့သဘောတွေတွေ့တဲ့အဆိုးမရတဲ့သဘောလေးတွေတွေ့လာတဲ့ ဲ့ဒါဟာလက္ခဏာဓမ္မိကဝိပဿနာလို့ဆိုတာဝိပဿနာအဲ့ဒီဟာစတာလားဟုတ်အလုံးကိုပေါင်းစပ်ပြီးတော့ရှုတာကလာပသမတနာတို့မဟုတ်နီးယူပြီးတော့ရှုတာနေရဝိပဿနာလို့ဒီလိုခေါ်တယ်အဲ့ဒါလို့ရှုရင်ကနေပြီးတော့ပထမတော့အတိတ်ကိုလည်းရှုကြည့်တယ်အနာဂတ်ကိုလည်းအေးမနေတော့ကယုတ်တွေလည်းဒီလိုပဲဟိုနေ့ကယုတ်တွေနောက်လည်းဒီလိုပဲနေမှာပဲ ਨੇ ပစ္စကားတွေမဟုတ်ပဲနဲ့အနုမနာဉာဏ်လေးတွေနဲ့ပါရှုနေဒါသမသနာပဲ။ဟောသမသနာဉာဏ်ကရင့်တန်လာတဲ့အခါကျတော့ပစ္စုပန်ဖြစ်နေခိုက်ဖြစ်နေခိုက်ဆိုတာတန္တတိပစ္စုပန်အနေအတ္ထပစ္စုပန်တန္တတိပစ္စုပန်ဖြစ်စဉ်လေးတစ်ခုပေါ်မှာဖြစ်နေတယ်။နန္တရားချင်းတော့အခု ဖြစ်ခိုက်အခုတည်တဲ့စိတ်ကမပေါ်ဘူး။ရုပ်တရားကဖြစ်နေတဲ့ခိုက်ချိန်ရှုတဲ့စိတ်လေးကပေါ်လို့ရတယ်။ နန္တရားကြတော့ရှေ့ကဖြစ်သွားရင်နောက်ကစိတ်ကလိုက်မှတ်တယ်။အဲ့ဒါကြောင့်မို့လို့ပိဿုပန်ဆိုဒီမှာဒီနေရာမှာတန်တတိပိဿုပန်ကိုဆိုလိုတယ်လို့။နော်ခဏပိဿုပန်ဆိုတာကိုဆိုလိုတာမဟုတ်ဘူးလို့ပိဿုပန်မျိုးမျိုးရှိတယ်ထင်မယ်။အေးဖြစ်နေစဉ်ယုတ်တရားတွေပေါ်မှာယုတ်တရားကဖြစ်ပြီးပြတ်သွားတာကိုမှတ်တဲ့စိတ်ကလေးကလိုက်ပြီးတော့မှတ်နိုင်လာပြီဆိုလို့ရှိရင် ဒါပစ္စုပန်ဆက်ဆက်အခုဖြစ်အခုပြက်သွားတာကို အခုပဲလိုက်ပြီးတော့နောက်ကမြင်နေတယ်ဆိုလို့ရှိရင်ဒါဥရိယပြညာလို့ခေါ်တာပဲအဲ့ဒါလို့ဥရိယပြညာဖြစ်လာပြီဆိုတဲ့အခါကျတော့ तू ကအနေဆာလက္ခဏာတွေပို့ထင်ရှားလာအနေဆာလက္ခဏာပို့ပြီးတော့ထင်ရှားလာအဲ့ဒီမှာမမြဲဘူးဆိုတဲ့သဘောကို तू ဆုံးဖြတ်ချက်ချတာဆင်းရဲတယ်ဆိုတဲ့သဘောကိုလည်း तू ဆုံးဖြတ် အစိုးမရဘူးဆိုတဲ့သဘောကိုလည်းသူဆုံးဖြတ်နိုင်တယ်။ဒါကြောင့်မို့အဲ့ဒါကိုဆုံးဖြတ်ပြီးတော့ပိုင်းခြားသိလို့တိရဏပရိညာလို့ခေါ်တယ်။ခုနညာတပရိညာဆိုတာသိစရာတွေကို ပိုင်းခြားသိလို့ညာတပရိညာပညာတွေပဲဒါတွေက။ဟောသမသနာညာနဲ့ဥရိယပြညာရှေ့ပိုင်းကြတော့ဒါတိရဏပရိညာဆုံးဖြတ်ချက်ချတယ်။အေးယုတ်တရားပဲဖြစ်ဖြစ်နန္တရားပဲဖြစ်ဖြစ်ဖြစ်ပြီးရင်ပြတ်သွားတာပဲ။ ပြက်သွားတာဖြစ်သောကြောင့်ဒုက္ခပဲနှိမ့်ဆက်ခံနေရတာပဲဒီလိုနှိမ့်ဆက်ခံနေရတာကြီးကိုငါဘာမှမတတ်နိုင်ဘူးဟောအနတ္တပဲလို့ဒီလိုသိလာတာဥရိယပြညာအဲ့ဒီကနေပြီးတော့ဥရိယပြညာရင့်တန်လာတဲ့အခါကျတော့ပဟာနပြိညာဆိုတာနောက်ကလာတာဘင်ကညာရောက်လာပြစ်မှုပြစ်မှုတွေကိုရှုဝများလာတဲ့အခါကျတော့ ပို့ပြီးတော့မြန်မြန်ကြီးတိလာခုဖြစ်ခုပြက်သွားတာခုဖြစ်ခုပြက်သွားတာတွေမြင်လာနောက်ဆုံးကျတော့ဖြစ်မှုဆိုတဲ့ပုံမှာအာယုံကမရောက်တော့ဘဲနဲ့ပြက်မှုတစ်ခုတည်းပုံမှာအာယုံရောက်သွားတယ်မြန်လွန်အားကြီးတဲ့အခါကျပြက်မှုတစ်ခုတည်းပဲတိတယ်အနေဆာဆိုတာပြက်သွားတာပဲပြက်သွားတာပဲလို့ပြက်မှုတစ်ခုတည်းပုံမှာလှင်းလင်းမြန်မြန်အတိညာတွေကထက်တန်လာလို့အခုပြက်အခုတိလိုက်တာဟာရှေ့ကစိတ်က ဖြစ်ပြီးပြက်သွားတယ်ပြက်သွားတယ်နောက်ကစိတ်ကလိုက်သေးတယ်ရှေ့ကစိတ်ကပြက်သွားတယ်နောက်ကစိတ်ကသေးလိုက်တယ်ပူမှုအေးမှုဆိုတဲ့ယုတ်တရားပေါ်ပြီးတော့ပြက်သွားတယ်နောက်ကစိတ်ကလိုက်သေးလိုက်တယ်ဟောယဉ်ယဉ်ဆန်းဆန်းကြီးပြက်သွားတာတွေကိုသိလာတဲ့အခါကျတော့ဒါဘင်္ဂညာဘင်္ဂညာဖြစ်လာတဲ့အခါနှိစ္စလို့ထင်းလာတဲ့အထင်အမြင်ကြီးဟာလုံးဝပျောက်သွားတယ်ဒါကပဟာနပိဖယ်ရှားပြစ်လိုက်တယ်ချမ်းသာတယ်လို့ထင်းလာတဲ့အထင်ဟာလည်းပျောက်သွားပြီမရှိတော့ ကိုပိုင်တယ်လို့ထင်တဲ့ကိုလုံးလို့ရတယ်လို့ထင်တဲ့အထင်ကြီးကလည်းပျောက်သွားတယ်အတ္တတင်ညာလည်းပျောက်သွားတယ်အဲ့ဒီလိုဖယ်ရှားနိုင်တဲ့အနေအထားမျိုးကိုပါဏပရိညာ